မင်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှောက်ကူတိုက်ပွဲတွင်တိုင်းစစ်ဦးစီးမှုပထမရန်ဂျီဝမ်ဒုတိယပုံမူကြီးကျော်လင်းကျိုင်နှင့်စစ်တုံးပန်းအများပြားဖမ်းဆီးရရှိထားပြီးအလံဖြူထောင်အလင်းဝင်သူများလည်းအလွန်များပြားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တိုက်ပွဲများတွင်တိုင်းစစ်ဦးစီးမှုပထမတန်းကြီးဝဲဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်နှင့်စစ်တုံးပန်းအများပြားဖမ်းဆီးရရှိကြောင်းအေအေစည်ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါရယ်။မေလ30ရက်နေ့ညနေ3:00နာရီအချိန်ကြောက်ဖြူမြို့နယ်မင်းတက်တောင်ကျေးရွာအနီးစစ်ကောင်စီတပ်နှင့်အေအေတို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်၏တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်နှင့်စစ်တုံးပန်းအများပြားကိုလက်နက်ခဲယမ်းများနဲ့အတူအေအေကဖမ်းဆီးရရှိကြောင်းအကြံဖက်စစ်ကောင်စီတပ်သားများကမင်းတက်တောင်ကျေးရွာမြောက် ဖက်မီတာ600အကွာဆက်မှုလက်မှုတင်နန်းကြောင်းကိုအခြေပြု၍အေအေကိုထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ကြောက်ဖြူမျိုးနယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဗတ်မှအများပြားလက်နက်ချအလင်းဝင်နေပြီးဖမ်းဆီးရရှိသူများလည်းများပြားကြောင်းသိရှိရပါတယ်။ကြောက်ဖြူတိုက်ပွဲတွင်မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထက်ကအတင်းအဓမ္မအမိတ်ပေးစီခိုင်းနေပေမဲ့လည်းမြေပြင်မှာကတရင်အလိုက်စိတ်သက်ပြတ်ပြားနေကြပြီးတော့ ိုက်လို့ခိုက်လို့စိတ်ကလုံးဝမရှိကြတော့ဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအာရကတက်တော်ထံမှယခုရက်ပိုင်းတွေအတွင်းလက်နက်နဲ့တော်၎င်းလက်နက်မဲ့တော်၎င်းအလံဖြူထောင်ပြီးအလင်းဝင်ရောက်လာသူတွေစက်တိုက်ရှိနေပါတယ်ဂစင်ကလျားထွက်ပြေးလွမြောက်နေကြတဲ့ရန်သူတွေကိုလည်းအာရကတက်တော်မှနေစဉ်နဲ့အမျှဖမ်းဆီးရမိနေပါတယ်ဒုတိယပုံမူကြီးကျော်လင်းကျိုင်းတိုင်းစစ်ဦးစီးဘူးပထမတန်းကပအမှန် G3953 နဲ့စစ်တုံးမှအချို့ကိုလက်နက်နဲ့အတူဖမ်းဆီးရရှိပါတယ်သူတို့ရဲ့မိခင်တက်ရင်တက်မတွေကိုစစ်စစ်တုံးမဲ့ရှိပါသေးတယ်စစ်တုံးမှတွေကတနေရာထဲမှာဖမ်းမိတာမဟုတ်ပါ ါဘူးဟုအေအေသတင်းရင်းမြစ်ကရှင်းပြပါရယ်အကြံဖတ်စစ်ကောင်စီတပ်တွင်စစ်စင်ရေးကိုကဲသူမလုံလောက်တော့တဲ့ဖြင့်ဖြူဟာမှုနှင့်ကြီးဝမ်းများပါရှီရန်တို့စစ်စင်ရေးထွက်နေရကြောင်းထို့ကြောင့်အေအေထံတွင်ယာရုကြီးအရာရှိများမကြာခဏဆိုသလိုဖမ်းဆီးရရှိနေခြင်းဖြစ်ကြောင်းစီဒီအမ်ဘိုကြီးစင်ရောကပြောဆိုပါရယ်တချို့ကဂျီဝမ်အဆင့်ဆိုပြီးတော့စစ်စင်ရေးလိုက်ရတာမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောနေကြတယ်ဂျီဝမ်ဆိုတာစစ်ဦးစီးမှုပထမတန်းတိုင်းစစ်ဌာနချုပ်တွေမှာရှိတဲ့ဂျီဝမ်ဒါကဆပ်ပေါ့ ဒေသကိုကယ်ရေးမှုဒေသကိုကယ်ရေးစစ်ဌာနချုပ်တွေမှာရှိတဲ့ခြေဝန်းတွေကတော့စစ်စင်ရေးလိုက်ရတာရှားတယ်။ကျွန်တော်တို့ဒီတပ်မတွေချင်းမြန်တပ်မဌာနချုပ်တွေစစ်စင်ရေးကိုကယ်မှုဌာနချုပ်တွေမှာရှိတဲ့ခြေဝန်းတွေကတော့ဗျူဟာမှုလုံလောက်မှုမရှိဘူးဆိုရင်ခိတ္တဗျူဟာမှုနဲ့ရှေ့တန်းစစ်စင်ရေးလိုက်ရတာရှိပါတယ်။စစ်တပ်မှာဗျူဟာမှုတွေလုံလောက်အောင်မခန့်ပေးနိုင်ဘူး။တေဆုံးလာတို့ဒဏ်ရာရတာတို့ပြီးရင်ဖမ်းဆီးခံရတာများနေတဲ့အတွက်ယူဟာမှုတွေအလင်းပြာမခန့်အပ်နိုင်တဲ့အနေအထားကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဟုစီရီယံဘိုကြီးစင်ယောကပြောဆိုပါတယ် ဒီလ28ရက်နေ့ကလည်းရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်စစ်တပ်နှင့် AA တပ်များအကြားတိုက်ပွဲဖြစ်ပွားစဉ်အမတ်စက်တိချင်းမြန်တပ်မဌာနချုပ်မှမိဖုရားမှုဂုံမူးကြီးကျော်မျိုးအောင်သည် AAE ပြစ်ခတ်မှုကြောင့်တိစုံခဲ့သည် ဆက်လက်ပြီးကြောက်ဖြူတိုက်ပွဲအေးအေးအသာစီးရာစစ်တမဘုံမူးချုပ်တအူတေဆုံးပြီးဒူးဘုံမူးကြီးအပါဝင်စစ်သား30ထက်မနည်းအေးအေးကစစ်တုံးမှအဖြစ်ဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတရှိရာကြောက်ဖြူမြို့နယ်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးမေလာတတိယပတ်အတွင်းတိုက်ပွဲများ၌တမတ်၁၁မှဘုံမူးချုပ်တအူနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတိုက်ဆုံးခဲ့ပြီးဒူးဘုံမူးကြီးတအူနှင့်စစ်တုံးပန်းများကိုလည်းအာရကတပ်တော် AA ကဖမ်းဆီးနိုင်ခဲ့ပါတယ်။ မီလာ28ရက်နေ့ကကြောက်ဖြူမျိုးအမှတ်32ရဲတပ်ရင်ကာကင်းစခန်းဖြစ်တဲ့စောနှမ်းဖဲတောင်စခန်းသိမ်းတိုက်ပွဲ၌တမတ်7ချင်းမြန်တပ်ရင်ဌာနချုပ်မှဘုံမူကျုပ်ကျော်မျိုးအောင်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့တေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ဘုံမူကျုပ်ကျော်မျိုးအောင်မှာအေအေလက်ဖြောက်တပ်နဲ့တမတ်ကဖြစ်ခတ်တော့ကြီထိမှန်တေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ထို့ပြင်မေ30ရက်နေ့ကကြောက်ဖြူမျိုးနဲ့မင်းတပ်တောင်ကြီးရွာအနီးတိုက်ပွဲတွင်ဒုတိယဘုံမူကြီးကျော်လင်းကျိုင်နှင့်စစ်တုံးပန်း30တပ်မတဲ့အေအေကဖမ်းဆီးနိုင်ခဲ့သည်ဟုစစ်ရေးအခြေအနေတည်တော်ဒေသခံအချို့ကပြောပါတယ်။ အေအေကထိုးစစ်တိုက်နေတာမဟုတ်ဘူးစကစကမြေပြင်ဆင်းလာပြီးတိုက်နေတာစကစလည်းစစ်ကြုံပြီးပြန်ဆုတ်မရတော့ဖျို့ဖျဲဖြစ်နေတာဖမ်းမိထားတဲ့အရာရှိပိုင်းတွေရှိသေးတယ်အခုကကျွန်တော်တို့အတီးပြုတ်နိုင်တဲ့လောက်ဆက်ရင်းပါဟုဒေသခံတရင်ရင်မြစ်ကပြောပါတယ်ဘုံမူးကျောက်ကျော်မျိုးအောင်တီကြောက်ကျူတို့စစ်ကူပို့ခံရသည်တမဆက်တင်ချင်းမြန်တက်ရင်ဌာနချုပ်မှဖြစ်ပြီးမတိဆုံးမီကဘုံမူးကြီးအစင်းဖြစ်ကတည်ပြီးမှဘုံမူးကျောက်ရာထူးတိုးပေးခံရခြင်းဖြစ်သည်ဟုစည်ရေးလေးလာသူတအူကပြောပါတယ် ဒုဗမှုကြီးကျော်လင်းကျိုင်သည်တိုင်းစစ်ဦးစီးမှုပထမရန်ဖြစ်ပြီးကြောက်ဖြူမျိုးစက်မှုလက်မှုတင်တန်းကြောင်းအတွင်တက်ဆွဲပြီးအေအေရှိရာနေရာအားစစ်ကြောင်းထိုးစဉ်ဖမ်းဆီးခံလိုက်ရခြင်းဟုတတင်းရရှိပါရယ်သူနဲ့အတူအရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေတော်တော်များများပိတ်မိသွားတယ်30ထက်မနည်းဘူးအဲ့ဒီထက်လည်းများနိုင်တယ်ဟုရခိုင်စစ်ရေးတရင်ကြီးမြစ်ကပြောပါရယ် ထို့ပြင်ဗိုလ်မှူးကြီးအဆင့်ရှိနောက်ထပ်ဗျူဟာမှူးတစ်ယောက်လည်းအေအေကဖမ်းမိထားပြီးသတင်းမထုတ်ပြန်သေးခြင်းဟု၎င်းကပြောပါရယ်အေအေသည်ကြောက်ဖြူမျိုးသိမ်းတိုက်ပွဲကိုပြီးခဲ့တဲ့ဇန်နဝါရီလကမှစ၍တပြေးပြေးချင်းအရှိန်မြင့်ခဲ့သည်ဒညဝရရေးတဲ့စကန်းဌာနချုပ်အနီကကင်းများကိုတည်ယူနိုင်သည့်အထိစီရေးအသာစီးရခဲ့ပြီးနောက်မလ28ရက်ကလှုပ်ခတ်သောစကိုင်းငလင်ကြီးကြောင့်အပြည့်ရထားစဉ်စီရေးအရှိန်လည်းရောကျသွားခဲ့သည်ကြောက်ဖြူမျိုးနယ်တွင်တရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံထားသည့်ကြောက်ဖြူအထူးစီးပွားရေးဆောင်ရင်းနှီးစိတ်ကန်စီမံကိန်းမြန်မာတရုတ်ရင်းနှီးပိုင်လိုင်းစီမံကိန်းစသောရင်းနှီးမြှုပ်နှံမှု တန်ဖိုးကြီးမှသည်စီမံကိန်းများရှိသည်အထူးစီးပွားရေးဆောင်စီမံကိန်းအကောင့်တည်ဖော်၍နောက်ဆက်တွဲစာချုပ်ကို2023ခုနှစ်ဒီဇင်ဘာလ26ရက်တွင်စစ်ကောင်စီကတက်တန်းတိုးချုပ်ဆိုထားပြီးလာမည့်ရက်အနေငယ်2025ခုနှစ်ဇွန်လ25ရက်တွင်တက်တန်းတိုးကာလပြည့်ပြီဖြစ်သည်ကြောက်ဖြူမျိုးအနီးအတီးတိုက်ပွဲများပြင်းထန်လာချိန်တွင်မလ17ရက်တွင်နေပြည်တော်၌ပြုလုပ်သည့် မြန်မာအထူးစည်းဝါးရေးဆောင်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး၌စစ်ကောင်စီဒုတိယကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးဆိုဝင်းကကြောက်ဖြူအထူးစည်းဝါးရေးဆောင်စီမံကိန်းကိုအောင်မြင်အောင်ဆောင်ရွက်ရန်ပြောခဲ့သည်။တိုက်ပွဲပြင်းထန်နေစဉ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့လေကြောင်းမှရောက်ရှိလာသည်။အထူးစည်းဝါးရေးဆောင်နှင့်ရင်းနှီးစိတ်ကမ်းစီမံကိန်းနေရာများတွင်တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များကလုံခြုံရေးယူထားသည်ဟုမြို့ကန်တရင်ရင်းမြစ်များကပြောပါရယ်။ယခုရက်ပိုင်းတိုက်ပွဲ၌တရုတ်နိုင်ငံသားများအပါအဝင်အထူးစည်းဝါးရေးဆောင်မှဝင်တဲ့အချို့ထွက်ပြေးသွားကြောင်းသတင်းများထွက်ပေါ်နေတော်လေ ါတယ်။သတင်းဌာနကတိကျအတည်မပြုနိုင်သေးပေ အေးအေးနေဖြင့်တရုတ်အစိုးရအပြင်နိုင်ငံတကာယင်းနှမြုံနယ်မှုများကိုအလေးထားကြောင်းနဲ့အကာအကွယ်ပေးသွားမည်ဟုတရားဝင်ထုတ်ပေါ်ပြောကြားထားသည်နိုင်ငံတကာယင်းနှမြုံနယ်မှုများမထီကိုက်အောင်အေးအေးကတတိချ၍စည်ရေးဖော်ဆောင်နေရသည်ဟုအေးအေးနှင့်နီးစပ်သည့်တရင်ရင်းမြစ်တချို့ကပြောပါရယ်ကြောက်ပြူမျိုးအပြင်အေးအေးနှင့်စစ်ကောင်စီသည့်စစ်တွေမျိုးတွင်လည်းစည်ရေးတင်မာနေသည်ယင်းနှမြုံစလုံးမှတိုက်ပွဲတရင်များကိုအေးအေးကအသေးစိတ်ထုတ်ပြန်ထားခြင်းမရှိတော့လဲစစ်ကောင်စီထိုးစစ်များကိုခုခံနေပြီးတိုက်ပွဲပြင်းထန်နေကြောင်းပြီးခဲ့တဲ့ဧပြီ9ရက်ကထုတ်ပြန်ထားသည် ယခုရက်ပိုင်းကြောက်ဖြူမြို့၌စစ်ကောင်စီအရာရှိများအောင်ဖမ်းဆီးမှုမတိုင်မီအေးအေးနောက်ဆုံးဖမ်းမိထားသည့်စစ်ကောင်စီအရာရှိမှာအမှတ်69ချင်းမြန်တက်မဌာနချုပ်ယာယီနီးပြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ဖြစ်သည်။၎င်းကိုငဖဲမြို့နယ်ခုံစီယိုကျေးရွာအနီးပြီးခဲ့တဲ့မတ်လကတိုက်ပွဲ၌အေးအေးနင်းပူးပေါင်းတပ်များကဖမ်းမိခဲ့ခြင်းဖြစ်သည်။ထို့ပြင်အေးအေးဒီမျိုးသိန်းတိုက်ပွဲများတွင်စစ်တုံးပန်းထောက်ချီ၍ဖမ်းဆီးထားပြီးရင်းတို့အထက်တွင်စစ်ကောင်စီဤဗိုလ်မှူးချုပ်အဆင့်၄ဦးအထိပါဝင်နေသည်။ မောင်တော်မျိုးသိန်းတိုက်ပွဲတွင်အမတ်15စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ15စကခမှုဘုံမှုချုပ်ဒူရင်ထွန်းအမျိုးမအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပခအာတင်းယူသည့်တိုက်ပွဲ၌ဒုတိယတိုင်းမှုဘုံမှုချုပ်တောင်ထွန်းနှင့်တိုင်းဦးစီးချုပ်ဘုံမှုချုပ်ကျော်ကျော်တန်း2024 February လဆန်းပိုင်းကကြောက်တော်မြောက်ဦးမင်းပြမျိုးနယ်များမှစကခကိုလက်အောက်ခံတရင်များကိုအေးအေးကတိုက်ခိုက်စဉ်စကခကိုတက်မှမှု ဝမ်မူးကျုပ်ဇော်မင်းထွန်းကိုအရှင်ဖမ်းမိခဲ့သည်။ထို့ပြင်2024ဖေဖော်ဝါရီလအတွင်းတိုက်ပွဲ၌ညဦးခမရ389အားတိုက်ခိုက်သိမ်းပိုက်စဉ်တက်မ71တက်မမူဝမ်မူးကြီးမင်းမင်းထွန်းတေဆုံးပြီးပလောဝအခြေဆိုင်စာကခ79ရှေးတန်းဌာနချုပ်တက်မမူဝမ်မူးကျုပ်စင်မျိုးစွေသည်ကြာဆုံးပျောက်ဆုံးရေထဲနှစ်မြုပ်ထွက်ပြေးလွတ်မြောက်သွားသည်ကိုအတည်ပြု၍မရနိုင်ကြောင်းနှုံးကူပြူဟာမူဒုဗိုလ်မူးကြီးပညာပိုင်ဆိုးကိုတိုက်ပွဲကာလများတွင်တနက်ဒဏ်ရာများဖြင့်အသေးဖမ်းဆီးရရှိခဲ့သည်ဟုအေအေကထုတ်ပြန်ခဲ့သည် 2024ဒီဇင်ဘာလက AAE ခွားမြို့သိန်းတိုက်ပွဲတွင်လည်းတက်မ22တက်မမူဘုံမူကြီးအောင်နေမျိုးနှင့်တက်မ17တက်မမူဘုံမူကြီးတန်ဆိုးဝင်ဒီဇင်ဘာလ10ရက်ကမောင်တော်မြို့မြို့နယ်ချဆောင်တပ်ဖွဲ့ခွဲနခခငါအားသိန်းယူစဉ်ထွက်ပြေးသည့်ဘုံမူကြီးအောင်နေမျိုးတို့တည်ဆုံးခဲ့သည်ဟု AAE ကထုတ်ပြန်ခဲ့သည်နပါခတိုင်းမူဘိုချုပ်ကျော်စွာဦးသည်စစ်တွင်မျိုးတွင်ရှိနေကြောင်းသတင်းရရှိသည် ကျောက်ပြမျိုးနယ်တွင်တညဝရီရေတက်စက္ကန့်အပြင်တောင်မော်ကြီးရေတက်စက္ကန့်နှင့်အုံးကျွင်ရေတက်စက္ကန့်တို့အပြင်ခလာရ34ခမာရ940နှင့်ခမာရ943အမှတ်32ရေတက်ရင်တို့ရှိသည် ထို့ပြင်စစ်မှုထမ်းတင်နိုင်စင်များမိသက်တပ်ဖွဲ့ဝင်များကိုအဓိကထားရှိသည့်စစ်စေးရေးဂိတ်များလည်းရှိနေသည်စစ်တပ်အခိုင်အမာနေရာယူထားသည့်တပ်ရင်းများရှိနေသည့်၍ AAE ကြောက်ဖြူမြို့သိမ်းတိုက်ပွဲသည်ခက်ခဲနိုင်သည့်ကြောင့်လည်းစစ်ရေးလှစ်လာသူတို့ကပြောပါရယ်ခက်ခဲပေမယ့်နောက်ဆုံးမှာ AAE ကအနိုင်ယူသွားလိမ့်မယ်။ AAE အကြောင်းလည်းခမည်းတော်သိကြတာပဲဟု၎င်းကသုံးသပ်ပြောကြားပါရယ်